ချစ်စွာသောမိဘပြည်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိန်သည်စပီကာနေပြီးတော့နှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ရပါတယ်ခင်ဗျာတီတီတာတာနဲ့ပလီပလာမပြောတတ်တဲ့စိန်သည်စပီကာပြန်လည်လို့ရောက်ရှိလာပါပြီခင်ဗျာကျွန်တော်ငယ်တုန်းကတင်ခဲ့ရတဲ့ကြပြားလေးတွေပြီးတော့ကျွန်တော်တို့ကြောင်းခန်းထဲမှာလက်ပိုက်ပြီးတော့စုခဲ့ရတဲ့ကြပြားလေးတွေအများပြားရှိပါတယ် တွင်းချင်းလင်းဤရင်ငင်းနေသလားရေဟုကိုပင်ပေးပါအဲအဲ့လိုမျိုးဥစ္စာလေးတွေနောက်မှာပါလဲရှိသေးတယ်ညအဲခါလာတာတာကစားမယ်လားနားမယ်လားအဲအဲ့ဒါလေးတွေရှိတယ်အခုကျွန်တော်တို့ညအခါလာတာတာမှာကျွန်တော်တို့မြမပြည်ကြီးမှာကလေးတွေမကစားနိုင်သေးဘူးဘာဖြစ်လို့လဲဆိုတော့လက်နဲ့နဲ့အာနာမိုးပြီးတော့ပြည်သူရဲ့နှထင်ကိုထောက်ထားတဲ့အာနာလက်နဲ့တွေရှိနေသေးသူရဲ့ ညအခါလာတာတောင်မှလည်းပြည်သူပြည်သားတွေတည်းကသူတို့ရဲ့သားသမီးလေးတွေညအခါလာတာတောင်မှမကစားနိုင်သေးပါဘူးဒါပေမဲ့မကြတော့ပါဘူးညအခါလာတာတောင်ကစားမလားနားမလားရောက်ပါတော့မယ်ခင်ဗျာဒါလေးကိုကျွန်တော်တရင်ကောင်းကျွန်တော်ပြေးကျင်တာပါခင်ဗျာ ပြီးတော့ညလုံးကကျွန်တော်တို့နဲ့အတူတူပဲကျွန်တော်တို့ဘက်ကလူတွေကောဟိုဘက်ကကျွန်တော်တို့ဘောမာတွေကောညက ော်တော်မှအေးကြီးပြက်လာအေးကြီးပြက်ကြရဲ့မဟုတ်လားဟုတ်ပါပြီကျွန်တော်တို့ဘက်ကတော့တရင်ကောင်းပေါ့ဗျာကျွန်တော်တို့ဘက်ကတော့တရင်ကောင်းပေါ့အဲခုနစကားလေးကိုကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်ငယ်တုန်းကတင်ခဲ့တဲ့ကြပြားလေးရှိပါတယ်အဲဘာလဲလဲဒိုးဖေဖေစာဝန်နေရင်ငွေရှာပေးဂျေစုကြီးပေဒိုးဖေဖေကိစ္စများလင်ပေါ်ပေါက်လင်စီရင်တက်ပေဒိုးဖေဖေအဲအဲ့လိုမျိုးပဲအခုကျွန်တော် line ပေါ်မှာကြပြားလေးတစ်ပုတ်ပြက်လာတယ်ဒိုးမေမေလေးဗျာ ါတဲ့တို့မေမေငွေလွဲမှားဝင်မပေးခြင်းရန်စွာတတ်ပေတို့မေမေဝင်လာသည်မြချက်ချင်းပြပြန်လူတတ်ပေတို့မေမေငယ်ရွယ်ကလေးများသူမွေးစားစီးပွားရှာနေတို့မေမေနိုင်ပတ်လင်ပရန်းနေပင်ဝစ်စီရှာပေတို့မေမေနောက်ကပါလေနဂရင်မတ်များသူဖြတ်ထားဇုဖြူစင်နေတို့မေမေအဲ့တော့ဘယ်လိုပြောတာလဲ ဟမ်ဘလို့ပြောတာလဲအဲ့ဒို့မီမီဆိုဘလို့ပြောတာလဲဟိုတင်းပေးတဲ့ကြီးကျွန်တော်ကိုနည်းနည်းလေးလင်းနေပါဦးဟုတ်အဲ့ဒီဒီလေးကလိုင်းပေါ်မှာတက်လာတယ်အဲ့ဒီဒို့မီမီဆိုတာဘသူလဲဟိုမိုက်ကောလည်းမဖြစ်နိုင်ဘူးတော့ဘလို့ဘလို့ဖြစ်နိုင်လဲကျွန်တော်နည်းနည်းလေးကျွန်တော်လင်းပါဦးတော့ကျွန်တော်မသိလို့မသိလို့ပါတကယ်မသိလို့ပါဗျာဘလို့မသိလို့ပါနော်အဲငွေလွှဲမှဝင်မပေးခြင်း ရန်စွာဓက်ပေဒို့မေမေဝင်လာသည်မချက်ချင်းပြပြန်လူဓက်ပေဒို့မေမေငယ်ရွယ်ကလေးများတူမွေးစားစီးပွားရှာနေဒို့မေမေတဲ့နောက်ကဘာလဲနာယီပတ်လင်ဗရန်နယ်ပင်ဝစ်စင်ရှာပေဒို့မေမေနောက်ကဘာလဲနဂရစ်မန့်များတူဖြက်ထားဇွတ်ဖြူစင်နေဒို့မေမေနည်းနည်းလေးပဲအဲဒို့မေမေတော့ခုကျွန်တော်ဖတ်ပြတဲ့နေရာဒို့မေမေကျွန်တော်နည်းနည်းလေးဟိုဘာလို့လဲဆိုတော့ကျွန်တော် ဟိုကျွန်တော်ရဲ့ဒီမန်းအောင်ပါလေနည်းနည်းလေးလင်းပြပါနော်အဲ့တော့လေကျွန်တော်သိကျင်လို့ပါဟာသိကျင်လို့ပါဟုတ်ကဲ့ပါနောက်တစ်ခုကတော့ကျွန်တော်တို့အစင်ဆက်ဘုံမခဲ့တဲ့ဒူပေါ့နော်အဲတိဥ္ဇောင်းတရားအဲမမရကျွန်တော်ပြောရရင်ကျွန်တော်တို့ဒီ2000ခုရွှေဝါရောင်တော်လန်ရင်ကျွန်တော်ဒီဘက်ကိုကျွန်တော်တို့အဲနိုင်ငံသားကိုကျွန်တော်တို့ မထွက်ပြေးခင်ပေါ့နော်နိုင်ငံခြားကိုကျွန်တော်တို့မထွက်ပြေးခင်စင်ကာပူမလေးရှားဂျပန်ကိုရီးယားအဲထိုင်းအဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဟိုလာရောက်ပြီးတော့ကျွန်တော်တို့မကခင်မှာအဲမမရရကျွန်တော်တို့နိုင်ငံခြားကိုမထွက်ခင်စက်ရ15ရက်လောက်မှာကျွန်တော်ရိုက်ခဲ့တဲ့မင်းသားအဲ့မင်းသားကြီးအဲ့မင်းသားကအဲသူကဥမိုးဒီလဲပါတယ်အဲ့ကားကနံပါတ်တော့ဇက်ကားနံပါတ်တော့ကျွန်တော်မသိတော့ဘူးရိုက်တဲ့ဒရိုက်တာကတော့အဲဦးညွှန်းထွန်းနဲ့ရိုက်တာ အဲ့ဒီမှာ तू ကမိမရှာပုံစံလေးနေနေတာအဲ तू တိုင်းနေပါလေလက်တက်တယ်မိမရှာပုံစံလေးနေတာအဲ့မင်းသားကဘာလုပ်လဲဆိုကျွန်တော်နိုင်ငံညာကို2000ကိုမထွက်ခင်မှာအဲ तू ਨੇ ရိုက်ခဲ့တာပေါ့နော်အဲ့မင်းသားက तू ကဟိုအခုဆိုရင် तू ကဗာလေအဲတီတီတူရမတို့ဘာညာတို့လေအဲ့အဲ့ဘွယ်လေ तू ရတာလေအဲ့ဘွယ်လေရတာလေအဲ့မင်းသားကြီးလို့လေပြောလို့ရတယ်ပေါ့နော် तू နာမည်ကြီးလာတာ အဲဟိုတုန်းကသူကျွန်တော်တို့ဒီနာဖလက်ထက်မှာသူကနေတော့နိုင်ငံတော်ကားတွေရိုက်နေတဲ့နာမည်ကြီးလာတဲ့မင်းသားအခုလဲသူကနေပြီးတော့ဘောဆက်မနေတာပဲဆက်ပြီးတော့သူ့လမ်းကြောင်းကိုသူဆက်ပြီးတော့သူသွားနေတာပဲအဲသူကတော့ဒီဟိုအကယ်ဒမီလဲຢာပြီးသွားပြီအကယ်ဒမီကိုသူ့ကိုဒီမျိုးပေါ့နော်သူဘောဆက်မတဲ့အတွက်သူ့ကိုအကယ်ဒမီကိုသူ့ကိုမပေးမဖြစ်သူ့ကိုပေးလိုက်ရတာပေါ့နော်ပေးတော့လေဟာတာကားနဲ့သူ့ကိုပေးလိုက်တာပေါ့နော်အဲတော်တော်များများမင်းသားတွေက အဲ drummer ကားတွေနဲ့အဲအဲ့လိုမျိုးပေါ့နော်အကယ်၍နေရကြတာအဲသူကြတော့မှထူးထူးခြားခြားလေးဟာတာကားနဲ့ရသွားတာအဲ့ဒီတုန်းကလည်းကျွန်တော်တို့ကမြန်မာပြည်တော့ကျွန်တော်ပြန်မရောက်သေးဘူးအဲ့ဒီမှာသူရသွားတာဘယ်နှခုနေလဲကျွန်တော်မသိဘူးအဲ့ဒီမှာသူရသွားတယ်ပေါ့နော်အဲ့မင်းသားကြီးအဲ့မင်းသားကြီးဟိုအဲကိုခန့်ကိုခန့်နဲ့ခေါ်တာပေါ့နော်ဟဲ့ခန့်စီသူခန့်စီသူမင်းသားကြီးခန့်စီသူအဲ့မင်းသားကြီးခန့်စီသူပါတဲ့ဒီမန္တလေးမြို့ပေါ့နော်ငလျင်ဘေးတင့်နော်ရွေးကောက်ပွဲ ော်မရှင်ရုံးဝင်တန်းများအတွေ့တဲ့ကြက်သိန်း200တန်မိုးရှိစားတော့ဖွေရများကိုတဲ့လှူဒန်းပေးခဲ့ကြောင်းသိရပါတယ်ကဲဟုတ်ပြီဗျာရလင်းဘေးတင် तू ကလှူဒန်းပေးခဲ့တယ်ဆိုတော့ဒီကြက်သိန်း200ကလှူဒန်းပေးခဲ့တယ်အဲ့ဒီပတ်စံနေရပါတယ် तू ပတ်စံနေလားဒါမှမဟုတ်ရင်ဟို तू ကဘာသဘောနဲ့လှူတာလဲကျင်းသိတာတကူကတော့ ဟိုဘလူးခေါ်မလဲဒီယုံမြင်လို့သူကဒီချုံတွင်လိုက်တာပဲ။ तू လုတ်ခဲ့တာမှန်သမျှအရာအားလုံးကြီးလိုက်။အရာအားလုံးကြီးလိုက်။ तू ဒီပြည်သူအတွက်လုတ်ခဲ့တာတခုမှမရှိသေးပါဘူး။ပြည်သူကောင်းကျိုးအတွက်ကို तू ဘယ်တော့မှမလုတ်ခဲ့သေးပါဘူး။ तू ကိုကျွေးမွေးနေတဲ့ထမင်းရှင်ဟင်းရှင်ပေးသက်တဲ့အတွက် तू ဘာများလုတ်ခဲ့ဘူးလဲ။ဘာများပေးဆက်ဘူးလဲ။ သူလုတ်ခဲ့တာတွေအကုန်လုံးမှန်သမျှစစ်တပ်အတွက်သူလုတ်ပေးခဲ့တာအခုအာစစ်တပ်အတွက်သူရိုက်ခဲ့တဲ့ဟိုတက်ချက်ကြီးဘာညာဆိုပြီးတော့သူရိုက်ခဲ့တဲ့ဥစ္စာတွေအများကြီးရှိတယ်သူတို့ရန်အောင်တို့ဇိုးမြတ်သူစားတို့အကုန်လုံးဟာခြံစည်းကိုခွာထိုင်တဲ့လူတွေနော်ဒါပေမဲ့အဲ့ထဲမှာမှအဲ ။စုမဲ့သူသားတို့ညီအမတွေကတော့ခြံကျူးခွာထိုင်တာမဟုတ်ငကိုလေးရဲ့သူကစစ်တပ်ဘက်မှာတစ်ဖက်သေးရတာ။ရန်အောင်ရဲအောင်စိုးသူခန့်စီသူသူတို့ကခြံကျူးခွာထိုင်တဲ့လူတွေကျွန်တော်နောက်တစ်ထပ်ပြောချင်တာကတော့သူတို့ပြည်သူအတွက်ကောင်းကျိုးဘာတွေလုပ်ခဲ့ဘူးလဲ။အဲ့ဒီသိန်း200ကိုကူတူကနေပြီးတော့ဟိုကျွေးမွေးခဲ့တဲ့အဲစားတော့ဖွေရတယ်သူကျွေးမွေးခဲ့တယ်တကယ်ဒုက္ခရောက်နေတဲ့ပရိတ်တက်ကို तू ပေးခဲ့တာလားပြည်သူလူထုကို तू လှူခဲ့တာလားပြည်သူလူထုကို तू အစားတောက်တွေကျွေးမွေးခဲ့တာလားမဟုတ်ဘူးနော်ပြန်စင်းသားအခုအကယ်ဒမီမင်းသားကြီးကိုခန့်စီသူက तू ခုလှူခဲ့တာကပရိသတ်ကမဟုတ်ဘူးဘောမနေတဲ့ခုနရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းတွေကိုဘောမအချင်းချင်း तू ကပေးကမ်းစွန့်ကြေးခဲ့တာ အဲ့ဒီတိမ့်နေရာကသူဘယ်ရရလဲပြည်သူတွေကမြောက်စားလို့ပြည်သူတွေကကြိရှုအားပေးလို့ရတဲ့ပတ်စံနေလေငလျင်လှုပ်လို့ဒုက္ခရောက်တဲ့အစိုးရဝန်ထမ်းတွေလည်းပါတယ်ဘောမတွေလည်းပါတယ်ပြည်သူတွေလည်းပါတယ်ပြည်သူတွေကိုဘာမှမကူညီမထောက်ပံ့ပဲနဲ့ဒီရွေးကောက်ပွဲကော်မရှင်အစိုးရရဲ့လက်ကင်ဒုတ်တွေကိုမှ तू ကလှူဒန်းတယ်ဆိုတော့ ကြားလို့မှကောင်းကြသေးရဲ့လားမြင်လို့မှကောင်းကြသေးရဲ့လားဟမ်ပရိသတ်တွေအားပေးရကျူးနဲ့ရဲ့လားစဉ်းစားကြည့်ပါဗျာဟုတ်ပြီအခုလက်ရှိနာမည်ကြီးနေတဲ့မင်းသားမင်းသမီးတွေတရုတ်ဆောင်နေအားလုံးသူတို့ကတော့ဘယ်နေရာမှာဘလို့လှူလိုက်ပါလဲဘာလှုပ်လိုက်ပါလဲညာလှုပ်လိုက်ပါလဲဆိုထွက်လာလားမထွက်လာပါဘူးရုပ်ရှင်ကိုရိုက်မြဲတိုင်းရိုက်နေတယ်ပွဲကိုကမဲတိုင်းကနေတယ် အပျော်ပါးတွေလုံမြဲတိုင်းလုံနေတယ်အပျော်ကျူးနေကြတယ်ပြည်သူတွေဒုက္ခရောက်နေတာသိရသားနဲ့အပျော်တွေကျူးနေကြတယ်ရုပ်ရှင်ရိုင်းမပြတ်ဘူးပွဲကမပြတ်ဘူးပြည်သူတွေတေကျေနေကြတယ်သူတို့ဂယုမဆိုင်ဘူးသူတို့ပတ်စံရဖို့ပဲသူတို့တည်တယ်ဟုတ်ပြီအဲ့လိုပြောကြတဲ့ကံဆိုရင်ဖြူဖြူထွေးရမှ तू ကနေပြီးတော့ तू ရတဲ့ဥစ္စာတွေနဲ့ तू ကလူသေးတယ် तू ကဒါအခုတုံးလုပ်ပြီးတော့ तू ကသူ့ရဲ့ပထမဖြစ်ခဲ့တဲ့ပြဿနာကို तू ကနေပြန်ဖုံးတဲ့အနေနဲ့ तू ကလူသေးတယ် ဒါဘယင်မဲ့ဖြူဖြူလေးလှူတဲ့ပတ်စံအောင်ဘယရတာလဲဘသူတွေကပေးတာလဲဟုတ်ပြီသူ့ရဲ့အနေအထားတစ်ခုနဲ့သူတက်လာတဲ့အမှုပညာလောကကိုတက်လာတဲ့စေလီဘဝကနေပြီးတော့ဟိုဟာလေးရိုက်ဒီဟာလေးရိုက်ပေါင်လေးဖြဲပြဂျွန်းလေးထိုးပြနော်ဖင်လေးဖော်ပြဒီဟာလေးလုပ်ပြဟိုလူကိုဖားဒီလူကိုဖားလို့ရတဲ့ပတ်စံကသူအိမ်ကိုတောင်းကြော်တဲ့အိမ်ကြီးကိုသူဝဲနိုင်တာ ထောင်ကျော်တန်ကားကြီးကိုသူစီးနိုင်ပါမလားဘယ်ရရလဲပြန်တွက်ကြည့်နော်ပြန်တွက်ကြည့်သူလှူတဲ့ပတ်စံတွေဟာအများကြီးပဲသူလှူတဲ့ဥစ္စာတွေပတ်စံတွေဘယ်ရရလဲဟုတ်ပြီဖြူဖြူလေးအကြောင်းကျွန်တော်ပြောချင်တာမဟုတ်ဘူးခုနမင်းသားကြီးကိုခန့်စီသူအကြောင်းကျွန်တော်ပြောချင်တာပါဗျာကိုခန့်စီသူရေဒုက္ခရောက်နေတာလေအဲ့ဒီရွေးကောက်ပွဲကော်မရှင်တွေကဒုက္ခရောက်နေတာမှန်မင်မဲသူတို့ကအနေစုပါ ခမ ्या ကိုထမင်းကျွေးရတဲ့ပြည်သူတွေဒုက္ခရောက်နေတော့ခမ ्या နည်းနည်းလေးစဉ်းစားပါပြည်သူတွေဘက်ကလည်းငဲ့ပါအောင်လို့ဒီနေရာနေပြီးတော့ဘောမခန့်စီသူကိုဒီနေရာနေပြီးတော့ပြောလိုက်ပါတယ်ခမ ्या နောက်တစ်ခုရှိသေးတယ်အခုမရိမှုနဲ့ထောင်ကြသွားတဲ့လင်မယားနှစ်ယောက်ကနေပြီးတော့ပေါင်းပြီးတော့အိမ်ပေါ်မလေးကိုရရက်ဆက်ဆက်အတတ်မသိုံတမယ်ပဲ ညင်မှန်နှိမ့်ဆက်ခဲ့တဲ့မင်းသားကျောင်းဝင်တော့ဟိုနမင်ကတော့မင်းရာသာမင်းဆိုတာလေဘယင်မဲ့ရာသာဆိုတာလေဘယင်မဲ့ဘယင်ဘယင်ဆိုတော့သူကဘယင်ဘယင်ဖြစ်သွားတဲ့အတွေ့အခုလေတော့ထောင်ထဲမှာတန်းစီဖြစ်ပြီးတော့ဝင်လာတဲ့လူတွေမှန်သမျှကိုကောင်းကောင်းကိုသူကနှိမ့်ဆက်နေ သူကဗာလေရှေ့ရနေပြီးတော့လူတက်မှုကျူးလွန်တဲ့တရုတ်ဆောင်တယောက်အဲ့ဒီတရုတ်ဆောင်တယောက်ရဲ့ပုံစံတိုင်းသူကသွားနေတာလားဟမ်အဲ့ဒီပုံစံတိုင်းသွားနေတာလားမင်းလုံးမယ်လို့မထင်နဲ့မင်းလုတ်ခဲ့တဲ့အမှုတွေမင်းလုတ်ခဲ့တဲ့အပြစ်တွေမင်းရသာကြီးမင်းမိမနဲ့မင်းနဲ့လုတ်ခဲ့တာဘာတွေလဲဆိုတော့မင်းပြန်စင်းတာတာသမီချင်းကိုချင်းမစား မင်းလုတ်ခဲ့တာမင်းပြန်စင်းစားမင်းကလည်းအခုထောင်ထဲကိုဝင်လာတဲ့လူတွေကိုမင်းကလည်းအခုနိုင်ငံရေးနဲ့အာနည်းနည်းပေါ့ပါဟိုလုတ်တယ်ဒီလုတ်တယ်ဆိုမင်းကကောင်းကောင်းထောင်ထဲမှာမင်းကနေကောင်းကောင်းပညာပေးပြီးတော့ရိုက်နှက်နေတာမင်းဒီလုတ်တော်မှာမင်းထောင်ကျနေတာတော်မှာမင်းထောင်ကျတဲ့လူအချင်းချင်းကိုမင်းကနှိပ်စက်နေတယ်ဆိုတော့ကွာမင်းကဘလို့နှလုံးသားတွေနဲ့မင်းကအချင်းချင်းအနိုင်ကျင့်နှိပ်စက်နေတာလေမင်းနဲ့အတူတူပဲ မင်းလဲစစ်ဝါဒီပဲစစ်သွေးကြွပဲမင်းအဲ့လိုတခင်အားရကျွန်ဘာဝလုံနေလို့လဲမင်းပြန်လွတ်မယ်လို့ထင်နေလားမင်းကိုပြန်လွတ်ပေးလိုက်လေပြည်သူတွေကဒီလိုပဲမင်းကိုလက်ပိုက်ပြီးကြည်နေမယ်လို့ထင်နေလားနောက်တစ်ခုတွန်လန်ရေးရဲဘော်တွေနဲ့ PDF တွေရောမင်းကိုမသိမြင်အောင်စောင့်နေမယ်များမင်းထင်နေလားမင်းရာဇာကြီး န့်စီသူဟာတမျိုးပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်တယ်ဥပက္ခပြုတယ်မင်းကတမျိုးပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်တယ်ဥပက္ခပြုတယ်ရက်စက်ကြမ်းတမ်းနဲ့မင်းဟာသာဟုတ်ပြီနိုင်ငံရေးအကျဉ်းသားတွေကိုတဲ့မရင်းကောင်မင်းဟာသာကနေပြီးတော့ဒီလိုလုံနေတာထောင်မှာရှိတဲ့အာနာပိုင်တွေကရော မင်းတို့ကဘာလို့လွတ်ထားတာလဲဝိဆိုတာပြန်လေတယ်နော်ဝိဆိုတာလေတယ်မင်းကိုမင်းတိထားမှာငါအရင်တော့ကတော့မင်းသားပဲဒါပေမဲ့ငါထောင်ကျသွားတာငါဖိုင်မှုနဲ့ထောင်ကျသွားလေငါဘာတွေလုပ်လို့ထောင်ကျသွားလေမင်းတစ်ချက်ပြန်စဉ်းစားပါလို့ငါဒီနေရာနေငါပြောချင်ပါလေနိုင်ငံရေးအကျဉ်းသမားတွေကကြံတဲ့ဘလို့အမှုနဲ့ပဲကြာလာကြာလာမင်းကအနိုင်ကျင့်နှိမ့်ဆက်နေတာ မင်းဝစ်လေလိမ့်မယ်လို့ဒီနေရာနေပဲပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စိန်နီးစပီကာမှာတခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကျွန်တော်ကြပြားလေးတွေရွတ်ဖတ်လေးရှိပါတယ်ဒီတခါကျွန်တော်ရဲ့စိန်နီးစပီကာမှာရွတ်ဖတ်မဲ့ကြပြားလေးကတော့တခုပဲဖြစ်ဖို့ရှိတော့တယ်ဆိုတော့ကြပြားလေးကိုကျွန်တော်ရွတ်ဖတ်ပါမှာရေးသားတဲ့ကြပြားဆရာကတော့တပိတပုံလေးတဲ့ဒီနေရာနေပြီးတော့ကြပြားဆရာတပိတပုံလေးကိုကျွန်တော်ခွင့်တောင်းပါတယ်ကျွန်တော်ရဲ့စိန်နီးစပီကာမှာ ဆရာရဲ့ကြပြလေးကိုရွတ်ဖတ်ခွင့်ပြုပါခင်ဗျာကြပြလေးရဲ့အမိကတခုပဲဖြစ်ဖို့ရှိတော်တယ်ကလေးတွေဘုံတန်တင်ပြီးတော့တစားစီဖြစ်လို့တည်နေလဲခေါက်ရိုက်မပြတ်တဲ့လူတွေရှိတယ်နိုင်ငံရေးနဲ့အနာဂတ်ကိုစိတ်မဝင်စားအောင်မူးယစ်စည်းဝါးနဲ့လူငယ်တွေကိုဖျက်ဆီးနေတဲ့ရဲတွေရှိတယ် ပြည်သူကိုဂျင်းထဲတဲ့နေရာမှာတိတ်ကိုအမှုပညာပြောင်မြောက်တဲ့ဘောမအမှုပညာရှင်တွေရှိတယ်တော်လန်ရေးကာလဆိုရှယ်မီဒီယာခေတ်မှာအစိုးကြုံတွေကလက်တီးပြနေတဲ့ဘောမမီဒီယာတွေရှိတယ်တိုင်းပြည်အမှောင်ကျပြီးမတားအိမ်ဖြစ်နေပါတယ်ဆိုမှတုံးချောင်းတွေသူ့လူကိုပဲတောင်းတော်လန်ရေးတစ်စဖောက်တွေရှိတယ်လူနာမျက်ဖြူဆိုင်တွေဆရာကြိုက်တယ်ဆိုတဲ့စကားလို့ မြန်မာပြည်စစ်မီးတောက်လီကြိုက်လီဆိုတဲ့နိုင်ငံတွေရှိတယ်။တာဝန်ရလုပ်ရပါတယ်ဆိုတဲ့ပညာတဲ့တပုသမ လူယုံမှပိုက်လို့တွေလေတက်မှာရှိတယ်။အမျိုးပါကလဘာကြာဆိုတဲ့တင်ငန်းရေချုံပါရာဇိကကြပြီးသားဗုဒ္ဓဘာသာကိုဖျက်ဆီးနေတဲ့ဘုံကြီးအတုယဟန်အတုတွေရှိတယ်။တစ်ဖက်နိုင်ငံကငါးခိုးဖမ်းတဲ့လှေကိုအမိမလိုက်နိုင်တဲ့တင်းမောနဲ့ ခင်မမီရေငုပ်တင်းမောတွေရှိတဲ့ရေတက်ရှိတယ်နှစ်ချောင်းစင်ခင်မီလက်နက်တွေနဲ့ဖွဲ့စည်းထားတဲ့တိုက်တိုင်ရှုံးတကိုးတက်ကြီးရှိတယ်မိတဲ့အကုန်ပါဘဝတွေပြက်မရင်းကျင့်ခံရတေခွဲတာသမီရင်ကျိုးမိပါအိမ်ချိတ်ပိတ်ခံရတဲ့ပြည်သူတွေရှိတယ်အဘက်ဘက်ကမဟန်တော့တဲ့မအားလာကိုဒီတစ်ခါမှမနိုင်ရင်တို့ပြည်သူတွေ ဘိုလ်ချုပ်ပြောသလိုဖာဖြစ်ယုံပဲရှိတော်တယ်လေးစားပါတယ်တပိတဘုံလေးကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်မြန်မာပြည်ကြီးအမြန်ဆုံးဘေးမတန်းဖြာဝေလို့စုမုံကောင်းတောင်းလိုက်ရပါတယ်ကဲနောက်ဆုံးအနေနဲ့ခန့်စီသူနဲ့မင်းရစာကြီးမင်းတို့လောက်ရက်တွေကိုပြင်တော့ကွာ